နီလန်းတွေအများကြီးတုံးစရာမလိုဘဲနဲ့ဘာရောင်ရောင်အယိုးရှင်ဆုံးအလွယ်ကူဆုံးရောင်ကောင်းတဲ့နီးရှိတယ်။ယူချင်းလားယူချင်းတဲ့သူက yes လို့ရေးလာပေးပါ။ပထမမျိုးကကိုရောင်းနေတဲ့ပစ္စည်းနယ်ပယ်မှာရက်လက်ရနေတဲ့သူတယောက်အနေနဲ့ချပြလိုက်ပါရက်ပီပြပေးပါ။ဥပမာ skin care လို့ဆိုရင်ရက်လက်ချပြလို့ရတယ်။ဟုတ်တယ်မလားကိုကိုရိုင်း skin care ရောင်းတယ်အလှလည်းမပြင်းတတ်ဘူး skin care ထိုင်ရောင်းဘယ်သူကကို skin care ကိုလာဝယ်မှာလဲ။ဟိုတင်တန်းတွေဘလောက်ပဲတက်တက် strategy တွေဘလောက်ပဲတုံတုံစူးစမ်းရမှာပြင်ပန်းရမှာဘာလို့လဲကိုကိုရိုင်းကမပြင်းတတ်ဘဲနဲ့ skin care တွေထိုင်ရောင်း နေတော့နည်းနည်းပင်ပန်းတယ်ပင်ပန်းဆရာမလို့အောင်ကိုကိုတိုင်းလှပြရင်ကိုကိုသွေးလိုက်တာနဲ့တင်ကဝဲကျင်စိတ်ဖြစ်ပေါ်မှာသိကြတာကိုတငယ်ချင်းကအစကိုပေါဝင်းကျင်ကအစညီမဗန်းနှကန်းနီတုံးတာလဲမိတ်ကပ်ပါမျိုးစားတုံးတာလဲကိုကိုလှနေတဲ့အခါမှာသွေးယုံတဲ့တင်ကဝဲကျင်စိတ်ဆိုတာဖြစ်ပေါ်တယ်ကဲလို့ကိုကောလာဂျင်ရောင်းပြီကိုအသားမဲတူးနေရောဘယ်သူကကိုကောလာဂျင်ဝဲတောက်မှာလဲဘယ်သူမှကိုကိုမယုံနေဘူးကိုရဲ့ကောလာဂျင်ကိုတောက်ပြီကိုဘလောက်ထိအသားရေလှနေတာလဲအများပြောဆရာမလို့ကိုရဲ့အသားရေကိုချပြယုံတဲ့တင်ကဝဲတဲ့သူကဝဲကျင်စိတ်ဖြစ်ပေါ်ပြီးသားပဲ ကိုကအစီကျဈေးတွေရောင်းနေတဲ့ခန္ဓာကိုယ်လှတဲ့ဈေးတွေရောင်းနေဆိုကိုကိုတိုင်းလှပြပေါ့ကိုကိုတိုင်းက body လှပြရမယ်ကိုကိုတိုင်းကဘာမှလည်းပြောင်းလဲမှုမရှိဘူးစီကျဈေးဘလောက်ကောင်းဘလောက်ကောင်းဆိုကိုတယောက်ပဲကောင်းနေတယ်ဘယ်သူမှကိုကိုယုံမှာမဟုတ်လူတွေပြည့်စည်ဝဲတဲ့အခါသူတို့ရက်လက်ကိုရချင်းနဲ့ကိုရဲ့ပြည့်စည်ကောင်းမကောင်းသူမသိချင်းအဲ့ဒီသူတို့လူချင်းတဲ့ရက်လက်ရောင်းနေတဲ့သူကိုတိုင်းစီမှာမြင်နေရတယ်ဆိုရင်တော့ဟိုအများကြီးကြော်ညာစရာမလိုလွယ်လွယ်လေးနဲ့ကိုရောင်းကောင်းမှသိကြတယ်ဒါပထမနီးဒုတိယနီးကတချို့ပြည့်စည်အမျိုးသားကအလှကုန်လိုမျိုးအစီကျဈေးလိုမျိုး င်းကဲလိုမျိုးရက်လက်ပြလို့မရရင်ကျွမ်းကျင်မှုပြပေးပါဥပမာထားလိုက်ကိုကဆောက်လုပ်ရေးပစ္စည်းတွေရောင်းနေတယ်ဆိုရင်ကိုကဆောက်လုပ်ရင်းနဲ့ပဲမှာဘလောက်ထိအတွေ့အကြုံရှိတာလဲတွေ့ကြုံကိုခြားပြပေးပါဒီနေရာမှာတကယ်ကျွမ်းကျင်တဲ့သူတယောက်အနေနဲ့ရက်တည်ပြပါကိုကအိမ်ချမ်းမြေရောင်းနေတယ်ဆိုရင်အိမ်ချမ်းမြေနဲ့ပဲမှာဟိုယူးယူးရောင်းနေတဲ့အယောင်သမားတယောက်ပွဲစားခပဲယူနေတဲ့အယောင်သမားတယောက်ထက်အိမ်ချမ်းမြေနဲ့ပဲမှာကျွန်တော်တို့နံပါတ်1ဆိုတာရက်တည်ပြပေးပါဟုတ်တယ်မလားအဲအဲ့လိုမျိုးကိုကျွမ်းကျင်တယ်နော်ဆိုတော့ခြားပြနိုင်လေဘာမှပြောစရာမလိုလူတွေကကျွမ်းကျင်တဲ့သူစီမှာပဲပြေးဝယ် ယ်ကျင်ကြတယ်ဂျင်းစရာဂျင်းစရာစနှမျိုးစလုံးလုံလို့ရဘာလို့လဲဂျင်းစရာတွေကကျွမ်းကျင်မှုလည်းပြလို့ရတယ် body ကိုလည်းပြလို့ရတယ်ခင်ဗျားတို့သွားဆော့တဲ့ဂျင်းစရာဆိုရင်သွားလျှောက်တဲ့နေ့မှကြည့် ఓ စရာ body might အင်းကိုကိုကောင်းစွာ training ပေးနိုင်မှာတေချာတွေ့လားရလကနဲ့တင်ကစကားအများကြီးပြောစရာမလိုတော့ကျွမ်းကျင်မှုလည်းအများကြီးပြောစရာမလိုတော့တချို့ business မှာနှမျိုးစလုံးတုံးလို့ရတယ်ခင်ဗျားတို့ရဲ့ business မှာလည်းနှမျိုးစလုံးကတိပြနိုင်ရမယ်ခင်ဗျာကိုတိုင်းကအောင်မြင်မှုတင်နေတာကိုကိုတိုင်းဘာမှလည်းပြောင်းလဲမှုမရှိဘူးဘသူကဂတိစီမှာလာမှာလဲမလာဘူးဟုတ်တယ်မလားအဓိကကိုကိုတိုင်းအရင်ဆုံးအောင်မြင် ြင်ပြရမယ်ပြောင်းလဲမှုရှိရမယ်ပြီးတော့ကိုကိုတိုင်ကျွမ်းရမယ်ကိုကိုတိုင်ဘာမှလည်းမကျွမ်းနေဘူးဆိုရင်ဘဒူဟာကိုကိုယုံမှာလဲဟုတ်တယ်မလားကိုစီမှာတော့တင်တန်းတက်မှာမဟုတ်တချို့ business ကနှမျိုးစလုံးချပြလို့ရတယ်တချို့ကတမျိုးတချို့ကနှမျိုးစလုံးကိုရဲ့ business ကိုကြည့်ပြီးဘယ်အမျိုးအစားမှချပြလို့ရလဲတချို့မေးလိုက်မယ်ဆရာမဘလို့ချပြရမှာလဲကိုရဲ့ကျွမ်းကျင်မှုတွေကိုရဲ့အလှတရားတွေ content ဖန်တီးပြီးချပြပေါ့ခုက content kit တီတီမှာလည်း content ဖန်တီးလို့ရတယ် facebook မှာလည်း content ဖန်တီးလို့ရတယ်ကိုရဲ့ကျွမ်းကျင်မှုတွေကိုရဲ့ရက်လက်တွေလူမြင်များအောင်ဘလို့ချပြရမလဲဆရာမ န်တန်းဖန်တီးပြီးတော့ချပြရမှာပေါ့မင်းအုံးမှာဘလို့ဖန်တီးရမလဲဆီယမ်မမတိရနီလန်းတင်ယူဟိုအွန်လိုင်းထဲမှာ free တွေအများကြီးရှိတယ်တကယ်လို့ကိုထိထိရောက်ရောက်ရောင်းကောင်းစင်တဲ့ရလထွက်ချင်တဲ့ content စင်ပြကြဖန်တီးတက်ချင်တဲ့ကို့မှာရလရှိပြီးသားသူများတိအောင်ကြွားပြချင်တဲ့ပြောပြချင်တဲ့ဒီလောကတိသွားအောင်ဒီမှာနော်လှနေတာနော်ဒါမှမဟုတ်ဒီမှာနော်ကျွမ်းကျင်နေတာနော်ဆိုတော့လောကတိသွားအောင်ကိုပြချင်တဲ့ဆိုရင် content ကျွမ်းဖို့လိုအပ်တယ်အဲ့တော့ content အပိုင်းမှာကျွမ်းကျွမ်းကျင်ကျင်ဖန်တီးတက်ခြင်းတဲ့သူတွေ content ဖန်တီးပြီး follower ရကျင်တဲ့ပိတ်တိုးတက်ခြင်းတဲ့ရောင်းကောင်းစေခြင်းတဲ့ဆိုရင် KT ရဲ့ content best selling သင်တန်း class မှာလာဆောင်လို့ရတယ်သင်တန်းကြီးကတော့9သိန်းကျော်6သိန်းဒီပါရှိသွားပြီဒီ video ကနေလာတဲ့သူက KT 3သိန်းနဲ့9000ပေးသွားပါမယ်ကျေးဇူးတင်ပါတယ် coach KT ပါ